မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကြီးမြင့်နိုင်တပ်ဖက်ကန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စိတ်ကန်းတဲ့စခန်းများကို short တိုက်ဒုံးနဲ့ပစ်ခတ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အတွက်စစ်ကောင်စီက battery o နဲ့ gas o များကိုလိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ15ရက်နေ့ညနေပိုင်းကကြီးမြင့်နိုင်တပ်ဖက်ကန်းအလက်ချောင်းစိတ်ကြီးဦးမြငစင်ရက်ွက်ကွက်တဲ့လမ်းတို့မှာ ဘက်ထရီအိုးများကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေတယ်လို့သိရပါဗါးဘက်ထရီအိုးတွေဟာ short တိုက်ဒုံပြက်ခတ်ရမှာတွဲဖက်အသုံးပြုရတဲ့အတွက်ဘက်ထရီအိုးတွေကိုလိုက်လံဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗါးဒါအပြင် gas အိုးများကိုပါလိုက်လံဖမ်းဆီးနေတယ်လို့သိရပါဗါး short တိုက်ဒုံပြစ်မယ်ဆိုရင်ဘက်ထရီအိုးနဲ့ short ရိုက်ပြီးတော့ပြစ်တာလို့ပြောတယ်ဒါကြောင့်ဘက်ထရီအိုးနဲ့ gas အိုးတွေကိုလိုက်ဖမ်းနေတာကြီးမနိုင်တဖက်ကန်းကနေရန်ကုန်ဘက်ကစစ်တပ်ဥပိုင်စိတ်ကန်းနဲ့စစ်တပ်ရဲ့စီတင်သင်းမော်တွေကိုပြစ်မယ်ဆိုတဲ့သတင်းတွေထွက်နေလို့လိုက်ဖမ်းနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် လက်တလုံးတည့်ရဆက်မီးများအမဲပြတ်တောက်နေတဲ့အတွက်ပြည်သူများဟာအင်ဗာတာနဲ့ဘက်ထရီအိုးများကိုအားကိုးပြီးတော့မီးထွန်းအသုံးပြုနေရတဲ့အချိန်ဘက်ထရီအိုးတွေကိုလိုက်လံဖမ်းဆီးနေတဲ့အတွက်စိတ်ပြက်စရာအခြေအနေပဲလို့ပြည်သူများကပြောဆိုထားပါတယ်။မီးတွေပြတ်လို့ဘက်ထရီအိုးပဲသုံးနေရတာလေ။အင်ဗာတာသုံးလဲဘက်ထရီအိုးနဲ့ပဲချိတ်ပြီးသုံးရတာပေါ့။အဲ့ဒါကိုသူတို့ကလိုက်ဖမ်းတော့ပြည်သူတချို့လဲသူတို့ရဲ့ပိုင်နဲ့ဘက်ထရီအိုးတွေအသိမ်းခံလိုက်ရတယ်။ကျွန်တော်တို့အိမ်မှာဆိုရင်တွားဖွက်ထားရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ ဘက်ထရီအုံးများကိုလိုက်လံဖမ်းဆီးရမှာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များပြူစောထီးများနဲ့စစ်သားများပါဝင်တယ်လို့သိရပါတယ်။ဒါအပြင် gas အုံးများကိုလည်းလိုက်လံမေးမြန်းပြီးတော့ license ရှိမရှိစစ်ဆေးနေတယ်လို့သိရပါတယ်။ license မရှိတဲ့ gas အုံးများကိုလည်းတင်ဆက်မှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ချန်ပီယံမြောက်ပိုင်းလာရှုံမြို့နယ်မှာရှိတဲ့အမှတ်7စစ်အခြေခံလေ့ကျင့်ရေးတပ်ကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်တုံးမှန်းများအများအပြားကိုဖမ်းဆီးရရှိကတပ်မိသားစုဝင်ကလေးငယ်များ အမျိုးသမီးများကိုပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လ12ရက်နေ့လာရှိုးမြို့နယ်ရှန်ခိုက်ကျေးရွာအနီးမှာရှိတဲ့အမတ်၁၁စစ်အခြေခံလက်ကျင်ရေးတပ်ကို MNDA ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်တုံးပန်းအများအပြားကိုဖမ်းဆီးရရှိပြီးတော့တပ်မိသားစုဝင်အမျိုးသမီးများကလင်းငယ်များနဲ့တပ်ကြီးရွယ်အိုများရဲမိန်များအားလုံးကိုသူတို့သွားကျင်တဲ့နေရာကိုပို့ဆောင်ပေးလိုက်တယ်လို့သိရပါတယ်။စခတ်တ၁၁ကို MNDA ကသိမ်းလိုက်ပြီးတော့စစ်တုံးပန်းတွေကိုခေါ်ဆောင်သွားပါတယ်။ ရဲမေတွေစစ်သမီးတွေကိုတော့ပြန်လှည့်ပေးတယ်တပ်မိသားစုဝင်တွေအမျိုးသမီးကလေးငယ်များတပ်ကြီးရွယ်တွေအကုန်လုံးကိုတော့ပြန်လှည့်ပေးထားတယ်ကားလမ်းမကြီးပေါ်အထီကိုအကုန်ဘေးကင်းတဲ့နေရာကိုလိုက်ပို့ပေးတယ်မိုဘိုင်းဖုန်းတွေကိုတော့တင်းသွားတယ်လို့တပ်မိသားစုဝင်တချို့ကိုကူညီပေးနေတယ်ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ် MNDAA ဘက်ကလည်းစခတာ71ခေါ်ရှန်ဟိုင်းစစ်တပ်နှန်းကြောင်းကစစ်တပ်မိသားစုဝင်များဒေသခံဒုက္ခသည်များကိုပြန်လည်နေရာချထားပေးခဲ့ကြောင်းကိုမနေ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ်အသိတရင်ကတော့ရခိုင်ပြည်ကတိုက်ပွဲများကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုလှေနဲ့ထွက်ပြေးလာတဲ့မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်66ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကသူတို့ရဲ့နိုင်ငံအတွင်းကိုအဝင်မခံဘဲတားဆီးလိုက်တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ လှေနဲ့နတ်မြက်အတွင်းမှာမျောနေတဲ့ရုပ်တံဖိုင်ထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုင်လာ14ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကနတ်မြက်အတွင်းကနေတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုလှေနဲ့ဝင်ရောက်လာတဲ့မြန်မာနေသားဆောင်တပ်ဖွဲ့ဝင်66ဦးကိုကြားဖြတ်တားဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုအဝင်မခံဘူးလို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်66ဦးဟာလှေနဲ့ဘင်္ဂလားဒေ့ရှ်ကမ်းဘက်ကိုမကတ်နိုင်မဲနဲ့နတ်မြက်ထဲမှာမျောနေတယ်လို့သိရပါတယ်။ ဇော်လိုက်လာ၁၇ရက်နေ့ကလည်းဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်နေရာ၃ခုကနေတဆင့်နယ်စပ်ဖြတ်ကျော်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာထွက်ပြေးလာခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်ကအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀၀ကျော်ကိုထိမ့်သိမ်းထားကြောင်းသိရှိရပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားလျက်ရှိတဲ့တိုက်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမကြာခဏဆိုးသလိုထွက်ပြေးလျက်ရှိရာအခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်စီတပ်ဖွဲ့ဝင်330ဦး၊ AP လမှာမြန်မာစစ်သားနဲ့နေကြောင်ရင်း288ဦး အခုဇော်လာအတွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်134ဦးလို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဇွန်လ17ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တရာကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထပ်မံထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ15ရက်နေ့မှာလည်းလေနဲ့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဘင်္ဂလားဒေ့ရှ်ဘက်ကလုံးဝကိုလက်မခံတော့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်အတွင်းမှာ KBZ Pay Wave Money နဲ့ပြင်ပငွေလွှဲလုပ်ငန်းများမှာငွေထုတ်ဈေး20ရာခိုင်နှုန်းအထိကိုမြင့်တက်သွားတဲ့အတွက်ငွေထုတ်သူများကြားမှာအခက်အခဲဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်မှာငွေသားရှားပါမှုမြင့်တက်လာမှုကြောင့်ငွေသားထုတ်ယူလိုပါကဝင်းဆောင်ကပေါက်ဈေးအဖြစ်နဲ့ထုတ်ယူလိုတဲ့ငွေကြေးရဲ့20ရာခိုင်နှုန်းကိုဝင်းဆောင်ကအဖြစ်ရယူပြီးတော့ငွေထုတ်ခတွေမြင့်တက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်မှာငွေထုတ်ဈေးဟာစစ်ကောင်စီကဗန်လုံငန်းရှင်များအားဖမ်းဆီးအရေးယူခြင်းနဲ့ဗန်များကငွေထုတ်ယူမှုကန့်သတ်မှုတွေကြောင့်ရာခိုင်နှုန်းအဆမတန်မြင့်တက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်မကဗန်ပြက်တနာများကြောင့်ရခိုင်ပြည်တွေကငွေလွှဲလုပ်ငန်းများဈေးမြင့်တင်လိုက်ခြင်းဖြစ်တယ်လို့မနေ့ကငွေထုတ်ယူခဲ့တဲ့ မန်အောင်ဒေသခံတဦးကပြောပြခဲ့ပါရယ်ဟိုဘက်မှာဗန်ပြက်တနာပေါ်ပြီးတော့ဗန်ကနေငွေတွေထုတ်လို့မရတဲ့တဲ့နောက်ပိုင်းမှာဒီဘက်မှာလည်းငွေတွေထုတ်မပေးကြတော့ဘူးထုတ်ပေးတဲ့သူတွေကလည်းတသိန်းကို2000နီးပါးရမှာပဲထုတ်ပေးတယ်20ရာခိုင်နှုန်းပေါ့အခုကအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်လို့မန်အောင်ဒေသခံပြည်သူတို့ကပြောဆိုထားပါရယ်လက်ရှိမှာရခိုင်ပြည်ရဲ့မြို့နယ်အများစုမှာဗန်လုပ်ငန်းများလဲပတ်ခြင်းမရှိတော့တဲ့အတွက်ပြည်သူတွေစီမှာရှိတဲ့ငွေကြေးတွေနဲ့ပဲ လှဲ့လေလဲပတ်နေခြင်းဖြစ်ပြီးတော့တချို့သောငွေလဲလုပ်ငန်းအေဂျင်စီများဟာလည်းလုပ်ငန်းရပ်တန့်ထားရကြောင်းသိရှိရပါတယ်။မင်းများမျိုးမှာရှိတဲ့ငွေလွှဲငွေထုတ်လောက်ကင်သူတအူးကထုတ်ပေးမဲ့ငွေမရှိတာကြောင့်အလုပ်ကိုယာယီရထားရပါတယ်။ငွေလွှဲမဲ့ဆိုရင်တော့ရတယ်အထုတ်ပဲမရတာ။ဒါပေမဲ့ဒီမှာကလည်းအလွဲဆိုတာမရှိတဲ့လောက်ကိုရှားပါတယ်။ငွေထုတ်မဲ့သူတွေပဲတန်းစီနေတာလေလို့ပြောဆိုကြပါတယ်။ ်ငွေထုတ်ခ20ရာခိုင်နှုန်းပေးရခြင်းမှာရခိုင်တပြည်နယ်လုံးမှာဖြစ်ပေါ်နေတော့လဲအဓိကကမင်းပြမန်အောင်အပြင်ကြောက်ဖြူတောင်ကုတ်မြောင်ဦးကြောက်တော်ပုံနာကျော်မြေပုံ ပေါက်တော်တို့မှာပုံမုံဆိုးွားနေပြီးတော့အမ်းမြို့နယ်မှာတော့900ခိုင်နှုန်းနဲ့ထုတ်ယူလို့ရနေသေးတယ်လို့သိရပါဗျ။ရခိုင်ပြည်အတွင်းမှာငွေကြေးလည်ပတ်မှုခက်ခဲနေတော့လဲစီးပွားရေးလောဘကြီးတဲ့သူတွေကဗန်ပြက်တနာကိုအကြောင်းပြုပြီးတော့ငွေထုတ်ခဈေးနှုန်းများကိုအစမတန်တောင်းယူနေခြင်းကြောင့်လဲငွေကျပ်တသိန်းထုတ်ရင်2000ကျပ်ကိုပေးနေရခြင်းဖြစ်တယ်လို့သိရပါဗျ။အာရခတ်တက်တော်အေအေသိမ့်ပိုက်ထားတဲ့မြို့နယ်များမှာဗန်လုပ်ငန်းလုံးဝရပ်တန့်သွားပြီးတော့ KBZ ပေးနေ Wave Money ကအလုတ်ဖြစ်နေကမှတ်ပုံတင်ပြသို့မဟုတ် ဖုန်းနံပါတ်နဲ့ထုတ်ယူရရတယ်ပြင်ပကငွေလွှဲလုပ်ငန်းများနဲ့လဲပတ်နေရခြင်းဖြစ်တယ်လို့သိရပါတယ်ရခိုင်ပြည်အတွင်းမှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်များမှာဗန်များဖွင့်လှစ်ထားတော့လေမြို့အဝင်ထွက်ကိုပိတ်ပင်ထားခြင်းနဲ့စစ်ဆေးမှုများတင်းကျပ်နေခြင်းကြောင့်ငွေများကိုထုတ်ယူ၍မရရှိကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်တက်မတော် DNA လေးက၄ရက်ကြာအပြစ်ခတ်ရက်စဲရေးကြေညာထားတော်လဲနောင်ချုံမြို့နယ်နဲ့မိုးကုံမြို့နယ်တို့မှာစစ်ကောင်စီက drone နဲ့ဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းများကိုလှုံ့ဆော်ခဲ့တဲ့အတွက်ပြည်သူ၄ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ15ရက်နေ့ည9:15မိနစ်အချိန်က DNA လေးကတဖက်သက်အပြစ်ရက်ရန်ညွှန်ကြားထားတော်လဲနောင်ချုံမြို့နယ်ဗန်မွေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတဲခေါ်ရွာအနီးမှာရှိတဲ့ PSLF DNA လေးတပ်စခန်းကို drone နဲ့တစ်ဖက်သက်လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲရေဝင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကနောင်ချုံမြုံနယ်တဲခေါ်ရွာအနီးမှာရှိတဲ့ PSLF TNLA တပ်စခန်းကိုမနေ့ကည09:19မိနစ်အချိန်မှာလက်နက်ကြီးနဲ့၃ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ည၈ :00 ကနေ၈ :56 မိနစ်အချိန်ထိမိုးကုတ်မြို့နယ်မှာလည်း စစ်ကောင်စီတွေတက်ဆွဲထားတဲ့မိုးကုတ်ဗျူဟာဂုံးကနေပြီးတော့ရေအေးရက်ကွက်နဲ့ပန်းမရွာကိုလက်နက်ကြီးနဲ့စုစုပေါင်း6ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ခဲ့ပြီးတော့အရက်သားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ